ေးဒီသူများအတွက်ဆက်ပါတယ်ခင်ဗျာလေဘေးသင့်ပြည်သူများအတွက်ဆက်ပါတယ်ခင်ဗျာအလင်းဘေးသင့်ပြည်သူများအတွက်လူခံပါတယ်ဒီလိုပဲလူခံပါရခင်ဗျာဒီလိုပဲလူများအတွက်လူခံပါရခင်ဗျာဒီလိုပဲလူများအတွက်လူခံပါရခင်ဗျာ အဲအခုကတော့ကျွန်တော်ဒါမနက်ပိုင်းနီးလယ်ပိုင်းတစ်ဖက်လူခံလိုက်တာသုံးအဲ28လောက်ရတယ်30နီးပါးရရပေါ့နော်ညနေနဲ့ဆိုကျွန်တော်ကတော့မှန်းတာတော့340 50လောက်တော့ရမလားလို့မှန်းနေပေါ့ မှန်ပြင်ကျွန်တော်အခုမေးကြည့်တဲ့အခါမှာသူအစားတောက်တွေကြတော့အနေအဆင်ပြေတော်တော်များများဆေးဝါးလူတာလေးနဲ့ရှားတယ်လို့သိရတယ်။အကိုကရန်နဲ့ဆရာဝန်ဖြစ်တဲ့အတွက်ဆေးဝါးတွေလူပေးတာပိုကောင်းမလားဆိုပြီးတော့စဉ်းစားထားပါတယ်ဟုတ်။ဒီနေ့ line ပေါ်မှာတွေ့တာလေးပေါ့နော် line မှာတွေ့တဲ့အခါမှာဒီ dead body တွေကိုတည်တဲ့အခါမှာဟိုကျွန်တော်တို့အဖူတွေဖြစ်တာမျိုးတွေပေါ့နော်အဲ့လိုအဲ allergic ဖြစ်တာမျိုးတွေတွေ့ရတယ်ပေါ့အဲ့ဒါမျိုးကတော့ကျွန်တော်တို့ကအဓိကကတော့တန်ရှင်းပြန်လုပ်ဖို့ပေါ့ dead body တွေကင်ပြီးတဲ့အခါမှာပြီးကတော့ PPE ဝတ်ထားတာမျိုးတွေလောက်ရမယ်။ အာပြီးလို့ရှိရင်ကျွန်တော်တို့လက်အိတ်တွေတခြားဝေးရမယ်ပေါ့အာစိုက်ပျိုးရေးမှာတုံးတဲ့လက်အိတ်လိုမျိုးကတော့အကောင်းဆုံးပဲပေါ့နော်လက်အိတ်အထုတွေဝေးရမယ်အာဒီလိုမတက်နိုင်ဘူးဆိုရင်နောက်မှ surgical glove တွေဝတ်ထားရမယ်ပေါ့အာပြီးလို့ရှိရင်ကျွန်တော်တို့ double body တွေတည်ပြီးရဲ့အခါမှာကျွန်တော်တို့အဲ double လို့ဟာမျိုးနဲ့ပြန်စေးတာမျိုးတွေလုပ်ပေးတင်တယ်ပေါ့နော်အာပြီးရင်တချို့တွေကလည်းအာတွေ့ရတာဗာလဲဆိုရေအေးတွေအရန်တောက်တာမျိုးတွေပေါ့နော်ရေအေးတာဆိုတော့ကျွန်တော်တို့ကပုံမှန်ရိုးရေကိုပဲပြောတာပေါ့နော် ပုံမှန်ရိုးအေးကြီးကကျတော့ကျွန်တော်ခန္ဓာကိုယ် ဟိုပူချိန်တွေဟိုပြန်ပြီးတော့ထိမ့်ပေးတယ်အာဂျီတက်ဆုံးရှုံးသွားတာကိုပြန်ပြီးတော့ဖြည့်ပေးတယ်ပေါ့နော်အဲ့ဒီမှာဓာတ်စားတွေပြန်တောက်ပေးတဲ့နေပေါ့အကျဉ်းပြန်ပေးတဲ့နောက်ကျွန်တော်နှစ်ဦးနှစ်ဖက်လုံးမှာပေါ့ပေါ့နော်လှူတဲ့လူတွေကလည်းတကယ်ကိုဘယ်လိုပြောမလဲကိုယ့်ရဲ့အကုန်လုံးအကုန်လုံးကဟိုကိုယ့်ရဲ့ဝင်ငွေတွေအကုန်လုံးကိုမိသားစုတွေကလည်းအကုန်လုံးအိမ်တိုင်းအိမ်တိုင်းမှာမိသားစုတွေရှိကြတယ်ဟိုရန်ကုန်ကလာရတဲ့ဆိုမဲ့လည်းရန်ကုန်ကလည်းနဲ့ပတ်သက်တဲ့သတင်းတွေလည်းတက်နေတော့မယ်ပေါ့နော်ကျွန်တော်တို့ဆိုလဲကိုယ်တိုင်ကြီးမသွားနိုင်သေးဘူးအဲ့တော့သွားနိုင်တဲ့လူလည်းတကယ်လည်းချီးကျူးတယ်အဲ့တော့ အလူတဲ့လူတွေလည်းအာအဆင်ပြေရအောင်လူခံတဲ့လူတွေပြန်ပြီးကူညီပေးပါလို့ပြောကြတယ်။ဒီခါလေကြအဲ့လိုတရင်လေးတက်လာပေါ့နော်။အာလူခံတဲ့အခါမှာသူတို့လည်းမှန်ပါတယ်တကယ်ကိုအပူဆွေးတော့ကရောက်နေတဲ့အခါမှာတကယ်ကိုလိုအပ်နေတဲ့အချိန်မှာဒီလူတဲ့ပစ္စည်းလေးတွေကိုလူတဲ့အခါမှာဟိုစနစ်တကျမရှိတာလေးလည်းရှိတာပေါ့နော်။အဲ့ဒါလေးတို့နားလေတယ်ဒါပေမဲ့တချို့အာတကယ်လိုအပ်တာမဟုတ်ဘဲနဲ့တချို့လူတွေကကြတော့အဲ့လိုမျိုးလေးရှိတတ်တော့အဲ့ဒါလေးတော့စင်ကြင်ပေးဖို့အတွက်အကြံဉာဏ်ပေးချင်ပါတယ်။အကောင်လုံးက must step up လို့လား အလူတယ်လူတယ်ဒီကျွန်တော်ရိုးအပြင်မှာတက်နေကြဒီ mass အပားမဟုတ်ပဲနဲ့ပေါ့နော်အ mass ပါမဟုတ်ပဲနဲ့ mass အထူတွေကိုတုံးဖို့လိုပါတယ်ဟုတ်အာပြန်ချားတာပေါ့နော်ကျွန်တော်အမြင်နဲ့လည်းအဆက်အသွယ်ရှိရယ်မန်လေးကတငယ်ချင်းနေလည်းအဆက်အသွယ်ရှိတယ်အာတို့တွေဆီကပါကြလဲတစ်ခါတလေကြတော့ဝင်ပြဝင်ရှော့တွေနည်းနည်းစပြီးတော့သတိထားရတယ်ခါကြတော့အစားအသောက်တွေပြင်ဆင်သွားကြတယ်ပြင်ဆင်တဲ့အခါမှာနေရာထိုင်ခင်းကြောင်းတော့ တရားတာဝေးတာပြောရာသီဥတုခြေနေရကျွန်တော်တို့အစားတောက်တရားတိတ်ပြောမလက်ဆက်တော့တာမျိုးတွေရှိတယ်။အာပြီးတော့ရှင်ဟိုအရာအားလုံးကြောင့်ကျွန်တော်တို့တန့်ရှင်းရေးအခြေအနေတွေကလည်းအရင်လိုတန့်တန့်ရှင်းရှင်းမစားနိုင်တော့ဘူး။အဲ့တော့ရာသီဥတုခြေနေတွေအကြောင်းအကြောင်းကြောင့်မတန့်ရှင်းတဲ့အခါမှာအခုဝမ်ယောဂါတွေဖြစ်တယ်လို့လည်းကျွန်တော်သိရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တွေ့တဲ့အခါမှာလည်းဒီဆေးထဲမှာတစားတွေအာပြီးတော့ဝမ်ယောဂါအတွက်ဆိုရင်တောက်စီတွေအဲ့လိုမျိုးပြန်ထည့်ပေးမယ်လို့ကျွန်တော်စဉ်းစားထားပါတယ်။ဟိုကျွန်တော်အရင်ကတင်ဘူးတဲ့ ဗီဒီယိုကလစ်လေးရှိပါတယ်လူတယောက်ကိုချစ်တဲ့လူတယောက်ပျက်စီးဆုံးဆုံးသွားရင်ပေါ့အဲ့ဒါလူနဲ့ပတ်သက်တာအဓိကစိတ်ပိုင်းဆိုင်ရာလေးတွေပေါ့အဲ့တော့ဘာသာဘောင်းစုံကျွန်တော်တို့ထိခိုက်ကြရတယ်အဲ့တော့ကိုယ့်ရဲ့ဘာသာရေး user ကျွန်တော်မနေ့ကဆိုတငယ်ချင်းတယောက်တငယ်ချင်းဆိုတာဆုံးသွားတာလည်းတငယ်ချင်းပဲကြံခဲ့တာလည်းတငယ်ချင်းပဲနှစ်ယောက်လုံးဆရာဝန်တွေပဲအဲ့ဆုံးသွားတဲ့တငယ်ချင်းကကြတော့ကျွန်တော်အအဖွဲတွေရဆိုတော့နာမည်တူတူပဲဆိုတော့လေတဖွဲတည်းဆိုပူရင်းနီးတယ်အော်သူ့ရဲ့အမျိုးသမီးတော့တငယ်ချင်းမှာပဲအဲ့ဒါတော့ပြီးတော့နှစ်သိမ့်ပေးပြတယ်ပေါ့ပြီးတော့သူ့ရဲ့ကလေးလေးလည်းပါသွားတယ်အဖေလည်းပါသွားတယ် ဆိုတော့သူတို့သူကလည်းသူ့ကိုသူတန်ပေါင်းနေပါတယ်သူစိတ်ထဲမှာလည်းသူပြောသူသူလည်းအာတငယ်ချင်းရေးတဲ့နေ့တငယ်ချင်းကတော့အာကလေးလေးခေါ်ပြီးဖျားချောင်းသွားပြီးရဲ့အဲ့လိုပြောတော့စိတ်မကောင်းဘောတော့ကိုလည်းသူ့ရုပ်တရားဘယ်လိုနှစ်သက်ရမှန်းမသိဘူးအဲ့ဒါနဲ့တော့တငယ်ချင်းတို့ငါဘယ်လိုနှစ်သက်ရမှန်းတော့ငါမသိဘူးလို့အမှန်တိုင်းပြောတာဒါမဲ့ဒီချိန်မှာကတော့ဟိုသွားတဲ့လူတွေအကောင်ဆုံးအေးချမ်းတဲ့နေရာတစ်ခုရောက်သွားပြီးတော့အဓိကကိုကိုကျမ်းမအောင်ပေါ့နော်ကိုကိုကျမ်းမတာလည်းသူတို့မြင်ချင်မှာပဲ တော့တကယ်ချင်းဖုန်းနံပါတ်လေးကျွန်တော်အဆက်အသွယ်သိမရှိရကြားပြီးတော့ဖုန်းနံပါတ်လေးယူထားဟိုနင်းစီမှာငါတို့ရှိတယ်ဆိုတော့စိတ်ကလေးရှိအဲ့အဲ့စိတ်လေးပဲထားပါတော့တခါလေးကျတော့လူတွေကတတင်းပုတ်တက်လာတယ်လေသူတို့မိသားစုတွေအကုန်လုံးပါသွားတော့သူကိုယ်တိုင်လည်းဟိုတိုက်ပွားခုံချသွားတယ်ပါအဲ့လိုမျိုးတွေတင်းနေလည်းတက်လာတော့အနည်းဆုံးကတော့ကိုအသက်ကိုကတော့အကောင်းဆုံးရှင်သန်နေရမယ်ပေါ့ဒါကိုလည်းထွက်သွားတဲ့လူတွေရောသူ့ကိုချစ်တဲ့ဂျန်နဲ့ရှင်တန်ခဲ့တဲ့လူတွေကလည်းဒါကိုပဲလူကျင်ကြမှာပဲအဲ့တော့ကိုကိုယ်တိုင်အကောင်းဆုံးတန်မာမှဖြစ်မယ်ပေါ့နော်အဲအဲ့ဒါလေးရဲ့ ပြီးတော့သူတို့ကကိုချင်းစာလို့ရကျွန်တော်လည်းဒါအဖေဆုံးမသွားတဲ့ခါမှာဒုတိယကသူကလက်မခံနိုင်သေးတာဒီဖြစ်ဖြစ်ကျိုးလက်ခံဖို့ခဲရင်တာအဲ့တော့အမေပြောဦးတယ်အဖေဆုံးဆုံးနေတော့ဆိုအဲ့လိုတခြားနိုင်လာမရတဲ့လူရပေါ့နော်ဆုံးမတော့စိတ်မကောင်းဖြစ်တဲ့ချိန်မှာအမေအဆအရတော့စိတ်ဝမ်းနေတာကိုတင်းထားသေးတယ်အဲ့လိုလာမရတဲ့ချိန်မှာအမေငိုတာသူ့စိတ်ထဲမှာဘာလို့ဆိုတော့တနည်းသွားနေလို့ပဲ တတ်မှတ်ထားသေးတယ်ပေါ့နော်ဒါကြီးကလက်မခံနိုင်သေးဘူးပေါ့အဲ့လိုမျိုးလေးတွေပေါ့သူလောလောဆယ်အခြေအနေမှာတချို့တွေကလည်းအဲသူတို့ပြီးဝေးသွားနေတယ်ဆိုတော့စိတ်နဲ့သူတို့နေကြတယ်ပေါ့နော်အဲအဓိကတော့ကျွန်တော်ပြောချင်တာတော့ရှင်ရှင်ကြံခဲ့တဲ့လူတွေကတော့ကိုယ့်ကိုယ်ကျန်းမာအောင်နေဖို့အဲသူတို့တွေကဟိုကောင်းတဲ့နေရာတစ်ခုသူတို့ရောက်သွားကြပြီအဲ့ဒါယူအရန်ပူဆွေးနေကိုပါထိခိုက်မှာပေါ့နော်ကိုကအဓိကတော့အကောင်းဆုံးရှင်တန်နေဖို့ပါအလူတန်းနေတယ်ကျွန်တော်လှုပ်ချင်တယ်အရင်ကတည်းကလည်းကျွန်တော်အလူတန်းနေတယ်အမြဲလှုပ်ခဲ့ပါတယ်အလှုပ်တဲ့အချိန်မှာကျွန်တော်တို့ကလည်းအလုတ်ကဝင်လာမှလည်းတစ်ဖက်ကိုပြန်လူနိုင်မှာ ဟိုသူများတွေလိုကြီးအဲ့လိုပုံပြီးတော့လည်းကျွန်တော်ထူနိုင်တဲ့ထင်မှာမပါဘူးဒီအချိန်ထိလည်းဟို open အိမ်ပိုင်ကားပိုင်လည်းမရှိသေးတော့စူးစမ်းနေရတဲ့အတိုင်းတာမှာအဲ့တော့ကျွန်တော်စဉ်းစားတာ percentage တစ်ခုပေါ့အခုအစပိုင်းမှာကျွန်တော်စဉ်းစားထားအခုတကယ်လို့လှုပ်ဖြစ်ခဲ့ရင်တောင်မှအဲလှုပ်ဖြစ်ခဲ့တဲ့အမှုပညာကြီးတရားခံတို့ကျွန်တော်ပြန်ဒူမယ်အဲရေးရှိမှာတော့ကျွန်တော်ရာခိုင်နှုန်းပေါ့ဝင်ငွေပေါ်မူတည်ပြီးတော့ရာခိုင်နှုန်းအနည်းများကျွန်တော်ပြန်ချိန်မယ်။ဘာလို့လဲဆိုတော့ကျွန်တော်မှာကဟိုတရုတ်ဆောင်အဓိကအလုပ်က main ဖြစ်တယ် အဲ့ပြင်တစ်ခါတည်းဆိုစံညွှန်းရေးတယ်ဝင်ငွေမရှိဘဲနဲ့ရက်တိလို့ရရတဲ့အထက်မှာကျွန်တော်မပါသေးဘူးတလာလုံးဝင်ငွေမရှိလို့မရအောင်အော်ဒီအလုံးမှာဝင်ငွေကိုကျွန်တော်လူလိုက်ပြီဆိုကျွန်တော်တခြားဘက်ကကျွန်တော်ပို့ကြိုးစားရမှာပေါ့နော်အဲ့တော့ကျွန်တော်အလုပ်တရားကိုလုပ်နေရမယ်ဘာလို့လဲကျွန်တော်ထူချင်တဲ့အတွက်ပေါ့နော်